မြန်မာနိုင်ငံမှာအလုတ်ကင်ရှားပါမှုနဲ့စီးပွားရေးအကျပ်တဲတွေကြောင့်တရုတ်ပြည်မှာအလုတ်လုပ်ရမယ်လို့လိန်လေခံရပြီးတော့တရုတ်ဇနီးများအဖြစ်ရောင်းစားခံနေရတာတွေပိုများလာတယ်လို့ကိုတွေ့ကြုံနေရသူတွေနဲ့ကုညီနေတဲ့သူတွေကပြောပါတယ်အခုနောက်ပိုင်းမှာတရုတ်မယားလုတ်ဖို့ TikTok ပေါ်မှာလဲပေါ်ပေါ်တင်တင်အလုတ်ခေါ်တဲ့ကြော်ညာတွေခက်စိတ်စိတ်တွေ့လာရပါတယ်များသောအားဖြင့်တရုတ်ပြည်ကအထယ်ချုပ်ဆက်ယုံနေ လှပြင်ဆိုင်တွေမှာအလုတ်ကောင်းကောင်းရမယ်ဆိုပြီးတော့လှည့်ပြားနေတာတွေ့ရတယ်လို့တချို့ကတော့ပွဲစားတွေကတဆင်တရုတ်မယားအဖြစ်လက်ထပ်ပြီးနိုင်ငံကူးလက်မှတ်တွေနဲ့ခေါ်တာလည်းရှိပါတယ်တရုတ်ပြည်အန်ဝေကြီးနဲ့ကစိတ်ဝေဒနာတဲ့တရုတ်မျိုးသားတဦးစီမှာမယားအဖြစ်ရောင်းစားခံရတာရှစ်လရှိနေပြီဖြစ်တဲ့အသက်29နှစ်အရွယ်ရန်ကုန်တိုင်းဒလမြွနယ်ကအမျိုးသမီးတဦးကသူ့ကိုအခန်းထဲကနေအပြင်ပေးမထွက်ဘဲနဲ့ခလေးမွေးပေးဖို့ပဲပြောနေတယ်လို့ပြောပါတယ် ရရောက်ချင်းကြတဲ့ညီမတို့ဖုန်းဝေးမကန်ရအောင်ခဲနဲ့မှပဲပိတ်ထားတယ်အပေါ်နဲ့အောက်တောင် spacing ဝင်မပေးဘူးခြေတောက်ချင်းကြီးသမင်းစားချင်းသမင်းဖန်ဒီလာပို့ပေးတယ်တယောက်တည်းခဲနဲ့မှနေရောညာနေရတယ် diamond လောင်တာလောင်တာမှညီမတို့အလိုကလေးမွေးပေးဖို့ပဲပြောနေရတာဒီညီမတို့ TikTok account နဲ့စက်တော်ရတဲ့ကောင်မလေးကြီးလည်းအများကြီးရှိတယ်သူတို့ဆို WeChat မရှိဘူးဆိုလို့ရှိရင်ကိုယ်ရတလားနှစ်လားအလောက်ရှိတဲ့လူနဲ့ဆိုကြတော့လေသမီးတကယ်ချင်းတယောက်ဖေဖေကတည်းကကောင်မလေးကြီးကြီးဆိုကလေးမွေးတယ် ူကရန်ကုန်ထေကျုပ်စိတ်ုံတရုံမှာအလုပ်လုပ်နေရကအတိတယောက်ကတရုတ်ပြည်မှာလာစာပွေရတယ်လို့ပြောတဲ့အတွက်လှိုင်းတရားကမြန်မာအမျိုးသမီးပွဲစားတူနဲ့ချိတ်ဆက်မိကြတာလို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကမိုင်းယွန်းမြို့နယ်မိုင်းပေါက်ကအနှိတ်ခမ်းမှာအလုပ်ရှိတယ်ဆိုပြီးတော့လိုက်သွားမိတဲ့အမျိုးသမီးတယောက်ကသူ့ကိုပန်ဆန်းကိုခေါ်သွားပြီးတရုတ်မြားအဖြစ်ရောင်းစားဖို့ပို့တဲ့အချိန်မှာတရုတ်ရဲတွေရဲ့အဖမ်းခံရလို့27ရက်ထောင်ကျပြီးတော့ပြန်လွတ်လာခဲ့ပါတယ်။ သူအချုပ်ခံထားရတဲ့အချိန်မှာရောင်းစားခံထားရတဲ့မြန်မာမင်းကလေးတွေတရားထက်မနည်းတွေ့ခဲ့ရတယ်လို့သူကပြောပါတယ်။တရုတ်မြားအဖြစ်ရောင်းစားခံရတာတွေဟာအာနာသိမ့်မိနောက်ပိုင်းမှာပုံများလာတယ်လို့မြန်မာနိုင်ငံအလင်းသစ်အလုသမားတပ်မကအဖွဲ့ချုပ်ဒွဲ့ဘဲဥက္ကဋ္ဌဒေါ်တင်နေဝေကပြောပါတယ်။ဒီမြေရအဖြစ်ရောင်းစားခံရတာကကျမတို့အာနာသိမိရဲ့နောက်ပိုင်းပုံမူပြီးတော့ဆိုးရလာတယ်ပေါ့နော်အာနာသိမိရဲ့နောက်မှာကဘာဖြစ်လို့တရုတ်မြေအဖြစ် ကျောင်းစာခရရလေးကပုံများလာတယ်လေဆိုရင်ကျမတို့နေဆက်ခိတ်တွေကလည်းတရားဝင်ဖွင့်ထားတယ်ပေါ့နော်ဘယ်လေးတကူပဲသူသူတို့ခေါ်ကြရတာပေါ့နော်ဒါပွဲစားတွေကနေကျမတို့တရုတ်နိုင်ငံကိုရောက်စားခင်ရတဲ့အမျိုးသမီးတွေကရွာဘက်တွေကများတယ်ပေါ့နော်ရန်ကုန်အလတ်လာလောက်ကြတဲ့လူတွေလည်းပါတယ်ပွဲစားတွေနဲ့တချို့အမျိုးသားတွေစီးဝါးရိုက်ပြီးတော့အမျိုးသမီးတွေကိုသမီးစားအဖြစ်ချင်းကပ်လှည့်စားပြီးမှရောင်းစားတာတွေလည်းရှိရလို့သူကပြောပါတယ် အမျိုးသမီးတယောက်ကိုတရုတ်ယွမ်တပေါင်းက9သိန်းအထိဈေးနှုန်းအမျိုးမျိုးနဲ့ရောင်းစားကြတယ်လို့လဲကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ KWAT ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်2019ကနေ2023ကြာ6နှစ်အတွင်းတရုတ်မယားအဖြစ်ရောင်းစားခံရတဲ့အမျိုးသမီး189ယောက်ကိုကူညီနိုင်ခဲ့တယ်လို့လဲပြောပါတယ်ရှင်